ကျွန်တော်တို့ဖွဲ့စည်းနေတဲ့အချင်းထောင်တွေကအတန်တွေကိုပက်တင်ထက်ဖို့အတွက်နှစ်စဉ်စ조사ဆောင်ရွက်လည်းရှိပါတယ်အဖွဲ့စည်းစည်းထောင်ပြီးနှစ်နှစ်အတွင်းမှာနေမယ်ဒါကျွန်တော်တို့တန်ချက်ကိုဒုတိယအချိန်မြောက်ရိုးရမပြတ်တဲ့တော်လန်တန်ချက်ကိုကျွန်တော်တို့လုပ်နိုင်ဖို့အတွက်조사ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်အဲ့တော့ဒီတန်ချက်ရဲ့စာသားရဲ့အများစုဟာအချင်းထောင်တွေအတွင်းကအခက်ခဲစွာနဲ့ရေးတာပြီးမှပြပိုးခဲ့မှုတွေကိုကျွန်တော်တို့ပြင်မှာရှိနေတဲ့နိုင်ငံရေးကျင်းသားဟောင်းတွေကလက်တွေ့ကောင်တွေပေါ်တဲ့ ခြေအနေဖြစ်ပါတယ်။တန်ကျစ်စာရားထဲမှာတော့ကျွန်တော်တို့ကျင်းထောင်တွင်းကယူရင်းပြည့်စည်နေတဲ့အုပ်ချုပ်ရေးရန်တရားတွေနိုင်ငံကျင်းနာကျင်းစုတွေပါဝင်ကျင်းနာကျင်းစုတွေရဲ့ဆိုးရွားလွန်းလာတဲ့လူခွင့်ချိုးပေါက်ခံရမှုအခြေအနေတွေကိုလည်းကျွန်တော်တို့ရေးသားထားတာကိုတွေ့ရပါတယ်။ဒါအပြင်ကျွန်တော်တို့စစ်ကောင်စီရဲ့လုပ်ရအမားတွေငလင်ကိစ္စမှာလုတ်ခဲ့တဲ့ဒါလုတ်ရအမားတွေလိုအပ်ချက်တွေဒါအပြင်ကျွန်တော်တို့အယူကြီးဆိုးရွားရဲ့ပြပြင်ပြောင်းလဲဖို့လိုအပ်နေတဲ့အခြေအနေတွေကိုလည်း ချင်းထောင်တွေကခန်းစားချက်တွေနဲ့ပြည်မမှာရှိတဲ့နိုင်ချင်းဟောင်းတွေရဲ့ခန်းစားချက်တွေကိုပက်တင်ထပ်ဖို့နဲ့ပြုပြင်ပြောင်းလဲဖို့အတွက်ကျွန်တော်တို့ရေးသားချက်တွေပါတယ်အလိုအပ်ချက်တွေကိုတယောတဲ့ရေးသားချက်တွေလည်းကျွန်တော်တို့ရေးသားဖွဲ့ဆိုထားပါတယ်ခင်ဗျာ